တရားတော်ကဒီနေ့သူကိုယ်တိုင်ကိုထုံငိမ့်ပြခြင်းအကျိုးမှာဒီမှာသူရောက်သူကိုယ်တိုင်လာရောက်ဖမ်းပြီးခြင်းတယ်အဲ့လိုဘုရားရောဥိရာကို1 2 foot နိုင်ငံတော်သစ္စာဖောက်မှုနဲ့မတရားဖွဲ့ဖို့ခြင်းသည်ဥိရာသူတဘာတဲ့ကိုထောင်ချခြင်းမဟုတ်မြတ်ဘုရားရဲ့သာသနာတော် ပရိယတိသာသနာပရိပတ်တိသာသနာပရိဝေဒသာသနာဟုဘုရားဆိုသာသနာတော်သုံးရက်ကိုထောင်ချခြင်းသာလင်ဖြစ်တယ်သာသနာကိုချိုးတင်ခြင်းသာလင်ဖြစ်တယ်ဒါကိုဘုရားတော်ကနာတော်ကဝိဇာသူပြောသွားသကဲ့သို့ပဲမိမိတို့နှောင်းနေပင်မဲပြီးတဲ့အခါမှာဘုရားမြတ်ပါသာသနာတော်ကိုချီးမြှောက်မဲ့အမျိုးပါသာသာသနာတော်ကိုချီးမြှောက်မဲ့အဲအဖွဲ့အစည်းအဲလူတို့အမတ်လောင်းတွေကိုအဓိကထားရွေးချယ်ပါလို့ဘုရားတော်ကနာတော်ကပြောတော်ပါတယ်ဘုန်းကြီးတို့ကယနေ့ ဆရာတော်ဝိဇာသူဖန်ခံရတာနဲ့ပတ်သက်ပြီးတော့ခွန်ကြီးတို့များပါဖိတ်မကောင်းပါဘူးသူ့အတွက်ဖိတ်မကောင်းတာတော့မဟုတ်ပါဘူးသာသနာအတွက်ဖိတ်မကောင်းခြင်းသာလင်ဖြစ်တာပါကျွန်တော်ဒီသူရတာတော့မှာကျွန်တော်ဘာသာသာသနာရေးနဲ့ပတ်သက်လို့အကျင့်ရဘလို့အေးဘာသာသာသနာရေးနဲ့ပတ်သက်လို့ကတော့ချင်းမမှုထောက်ပံ့မှုအပင်းမှုမရဘူးပေါ့နော်ချင်းမမှုထောက်ပံ့မှုအပင်းမှုမရဘူးဆိုတာကပြင်းမှုမကျွတ်တဲ့ပုံစံတွေကိုအမျိုးသားရေးသမားတွေအဲမဘာသားတွေ အဖတ်ကြီးဒီရပြီအဲ့ဒီလိုပုံကိုယ်တွေကိုအမှုပင်ပြီးတော့ထောင်ကျတယ်တစ်ဖက်ကနေပြီးတော့ဘာသာကြလူမျိုးကြားတွေကနေပြီးတော့ဟာဘုရားမြတ်ပါဘုရားသာသနာတော်ကိုဖော်ကားလို့မြတ်ပါဘုရားကိုဖော်ကားလို့ရန်တန်ဃာကိုဖော်ကားလို့နှစ်ကုန်းကနဲ့ညှင့်နေတော်လဲပဲဒီလုံးဝဓာမျိုးတွေကိုတရားဖွဲ့မရပါဘူးဥပဒေအထက်မှာပြင်းဒီတိုက်ပုံတွေရှိနေသလားလို့ဘုရားတော်ကတော့မေးခင်ပါတယ်အခုထင်ရှားပါတယ် ဟောဒီမေနိုင်ရဲ့အမှုမှလည်းတင်ကြတယ်ခြေသူဝေဒသားပါအမှုမှလည်းတင်ကြပါတယ်လူရလည်းကိုမီဒီယာပြောချင်တာကတော့ခွန်ကြီးတို့သင်္ကန်းမြို့မှာညွန့်နေကနေပြီးတော့ဖွင့်လို့မရဘူးသင်္ကန်းမြို့နဲ့တရားရုံးကတပတ်ကဘုန်းကြီးခေရင်တရားရုံးကိုတက်ပြီးတော့အဲ့ဒီအယူခံကိုပြင်ဖန်တက်မှာပါဒါလည်းမရဘူးကတော့ဘုန်းကြီးသိတယ်ဘာဖြစ်လို့လဲဂျန်ကုန်နိုင်ဝင်ကြီးချုပ်ကဘသူ့ကိုခန့်ထားတာလဲဂျန်ကုန်နိုင်ဥပဒေချုပ်ဒေါက်ကင်မျိုးကြီးကိုခန့်ထားတယ်ဒေါက်ကင်မျိုးကြီးကအနီးပြင်းနေသေးတဲ့အတွက်ကြောင့်သာသနာဘက်ကဗုဒ္ဓဘာသာသာသနာဘက်က ပတ်သက်လာရင်ဒါဥရေလမ်းကြောင်းအရာမရတော့ဘူးအဲ့ဒါကသုံးသုံးမရချင်းမေးသည်မြတ်ဘုရားရဲ့သာသနာကိုနှိမ်ချနေတာပဲလို့ဘုရားကယူပါပါကျေးဇူးပါအရှင်ဘုရားတို့ကလည်းဒီဘောတရားဆွဲငါအဲ့ဒီကြိုက်တယ်တရားနှစ်ဖက်လေးဆိုတော့နိုင်ငံတော်သစ္စာဖောက်မှုဆိုတာကအတူနိုင်ငံတော်မရှိတဲ့ပုဂ္ဂိုလ်ကဘာဖြစ်လို့လဲနိုင်ငံတော်သစ္စာဖောက်တယ်ဆိုတာ ဖြစ်နိုင်မှမလားမိသည့်အကျံဖွဲ့အဖွဲ့ပြင်းနေမှာပတ်သက်ထားတာလည်းမရှိဘူးနိုင်ငံတော်ကိုတစ်ဖက်ပေါက်တယ်လို့ပြောရအောင်ဒါကြောင့်လို့ဒါကရက်သားအာနာရှင်ခနစ်အဖိုးရရဲ့လုံရဖူတာကိုပေါ်သွားတယ်အာနာရှင်ခနစ်ဖူတာရက်သားအာနာရှင်အဖိုးရရက်သားအာနာရှင်ရဲ့လုံရဖူတာကဘလို့ဟာမျိုးကိုလည်းမင်းမဲ့ဖူရင်ခွန်ကြီးရင်လည်းပြောခဲ့မှုပါတယ်ဒီပဲဥပဒေတွေကိုကြော်လင်းပြီးတော့ဥပဒေနည်းပဒေကိုကြော်လွန်းပြီးတော့မိမိတို့ရဲ့အလူပန္ဓာအတိုင်း မျိုးနဲ့မတည့်တဲ့ပုဂ္ဂိုလ်ကိုဒီမျိုးတည့်တဲ့ပုဂ္ဂိုလ်ကိုဒီမျိုးအဲ့ဒီလိုလုံပေါင်းခြင်းတည်ရတ္တအာလာကေအကိုရပါဒီကဘွယ်မှာသူတို့ဘောနော် မနိုင်ခြင်းရတဲ့အကြောင်းရင်းဆိုပြီးတော့ဒါဖွဲ့တာဟုတ်လားဒီကဘွဲမနိုင်တာစစောင်းချင်းခြေဥကြဘောနော်မြန်မာနိုင်ငံစီဝါရေးမကောင်းတာနှစ်ချောင်းခြေဥကြမြန်မာနိုင်ငံမှာစီဝါရေးတွေစိုးရုပ်တာအမျိုးဘာသာသာသနာကြောင့်ဆိုပြီးဒီလိုလွှဲချတာပဲအခုလက်ဒါဒီလိုလွှဲချမှာပဲဆရာတော်ကရိုးရိုးသားသားနဲ့သူ့လာပြီးတော့တရားဥပဒေရင်ဆိုင်လာအခုဘာဖြစ်သွားလဲဘာမှဖြစ်ဘူးရိုးရိုးသားသားဥပဒေဖြစ်တာပဲအဲ့ဒီပုံစံမျိုးလေးပြောချင်တယ်နောက်ကျန် အထိုးကြတဲ့နောက်ပြစ်ထိုးအထိုးရနဲ့နောက်ပြစ်ထိုးအကြောင်းနောက်ကြောင်းရအရာတို့ကောက်တဲ့ပုံပေါ်ရည်တွတ်ချတဲ့ပုံတွေတစ်ခုပေါ်တော့တစ်နဲ့တစ်ခုဖြစ်တာသုံးတာပဲလို့ပြန်ပြောတာငါးနှစ်ပြည့်ဘွဲ့ဘွဲ့မီလေးပေါ့ဥပညာဝန်တာလားဥပညာဝန်ရဟန်းတော်များတမကဘုလုံးဆောင်ဆရာတော် ရှင်ရောက်ထောက်ပံ့ကြလားရှင်ရောက်ထောက်ပံ့မှုမရှိဘူးလားဟုတ်ပါဘူးဆရာတော်ဦးရတာတည်းရဲ့ဦးမင်းတို့ကတော့အမေထောက်ကန်တဲ့ရုပ်ရောင်ပန်းမှုရုပ်ပါလာတာဟုတ်တော့အမေတဲ့ဝိုင်းရံနဲ့ဆရာတော်တန်းခါနဲ့ကြောက်တဲ့မှာဘောင်ဖန်းချဖို့ကြော်လို့ပြီးတဲ့ပုဂ္ဂိုလ်တက်တဲ့ပုဂ္ဂိုလ်အရှိမှုလို့ဆရာတော်ပြောခဲ့ဒီနေ့ဆရာတော်ပြောခဲ့တဲ့စကားတွေကလွဲချော်သွားတယ်ဟုတ်လားအဲ့လိုဘလို့ရုပ်ရည်ကြီးခိုင်မျိုးအဖိုးရအောင်တခိုးလို့အဖိုးဖုတ်ခဲ့တယ်ဆရာတော်မဲရွက်ကန်နေမှာသိအနာကိုကောင်း ။ဘာမှအဲ့လိုဖွဲ့ဖွဲ့တာတောင်းဒီကိန်းပြောဖို့ရတာပါသနာအပေါ်မှာနားလည်မှုရှိတယ်။ခိုးဘက်ကဘာမှဘုန်းကြီးကိုတရားဖွဲ့တာမရှိဘူး။ဒီနေ့ဖွဲ့ရခင်မှာဘာမှပြောလို့မရတော့ဘူး။ဒီမိုကရေစီတို့ကပြောနေတယ်သူတို့ကိုစံကဒါပေမဲ့လုပ်နေတာကအာဏာရှင်တို့ရဲ့ဘုန်းကြီးတို့ကအာဏာရှင်ဖို့ရှင်းအာဏာရှင်ပဲဖြစ်ဖြစ်အရက်သားအာဏာရှင်ပဲဖြစ်ဖြစ်အားလုံးအာဏာရှင်ကိုလက်ခံလို့မရဘူးဘုန်းကြီးတို့ကပေါ်နေတာကဒီမိုကရေစီပေါ်နေတာပဲနှစ်ချင်းမတူဘူးရခင်ဦးတိုင်းပြည်ဖူးရရှိတယ် ဒီနေ့ဦးမင်းမြင့်ဖူးရယ်ထားလိုက်တော့အဲ့တော့ဘုန်းကြီးကဘာကြောင့်လဲခေါ်လို့ရှိလို့ကြီးဒီမိုကရေစီလမ်းမှာမသွားဘူးလို့ပြောတယ်ဘာဖြစ်လို့ပြောတာလဲဘုန်းကြီးကဗော်လင်းနဲ့ဝင်းပေါ်ထွန်းရခိုင်တိုင်းရင်းသားနေရာထိုင်းမှာခိုတော်ကျွန်းမှာမတရားဖန်ခံရတယ်လူသားမှုတွေမရုံးမှုတွေနဲ့ပုံမှန်တွေများပွားပြန်ဖန်ခံအဲ့ဒီအချိန်မှာထိုင်းတိုင်းရုံမှာဘုန်းကြီးတို့ဥတိုင်းပိန်လက်ထက်ကမောရတ်တို့ဒီရေးရဖို့လို့လွတ်မြောက်ရေးတို့ရဖို့လို့ရခဲ့တယ်ရခု 你们讲小妹妹在嘛，很敢用心嘛？你讲是哪门的，白的，矮的，哪都是不算牛的，矮，细个。他讲嘛喽，安南新拍个屋顶的路，红眼么好看呐，不瞧，哈啦。二表姐了，爬山打着哪不嘛，牛巴子打着哪都不，你别啊，吹毛的啊，他讲的，你个这个长辈的好的，红眼都可怕也嘛，打着哪一位你谈哪嘛？ နိုင်ငံသားအကြံပေးတွေပါလာမယ်ခရိယန်ပါလာမယ်အစ္စလာမ်ပါလာမယ်ဗုဒ္ဓဘာသာအတွက်မှာကောင်းမဲ့မှာဥရှိဘူးအဲ့လိုဖြစ်ရတဲ့ကိုဘုန်းကြီးကလေးလာသုံးသပ်ပြီးတော့ယခုလိုတရားရုံးနေမှာရောအဖတ်ရှိသည်ပေါ့နော်ဘုန်းကြီးလေးလာထားတာတွေကတော့အများကြီးအကြိမ်ဒေယမင်းနဲ့ပတ်သက်လာရင်ဟုတ်လားဒေယမင်းနဲ့ပတ်သက်လာရင်ဒီကတရားဆိုတာနောက်ပဲနေ့ဒေယမင်းဥရိမူဝါဒမှာလည်းမရှိဘူးငါပဲတစ်ချက်ပေါ့ဘုရောဦးသင်္ကတိဗန်တိတို့ဒုတိယဥက္ကဋ္ဌကြီး ုတိယသမ္မတကြီးလုပ်တဲ့ထဲမှာလည်းမပါဘူးငဖက်တင်မင်းပေါင်းနဲ့ဘတ်2000ဆကူဦးမင်းထုတ်ထားတဲ့တွေလည်းမပါဘူးဧရာဝတီခီးပင်မှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ပန်းစုကြည်ရဲ့ရုပ်ဘုချက်ဖက်နဲ့နဲ့တိုင်နဲ့နေထိုင်မှုတဲ့ပုဂ္ဂိုလ်တွေကမိပိုင်ရှင်ကဲသူမှတ်ရမယ်ကျူးကျော်မဟုတ်ဘူးလို့ပြောသွားတယ်အဲ့ဒီခါကြီးအကုန်လုံးပယ်ပြီးတော့သူတို့ကရခိုင်ရန်ကုန်ပထိုးကုမ္ပဏီနဲ့ပေါင်းပြီးတော့ရန်ကုန်နဲ့ဝန်ကြီးချုပ်ကမလုပ်လို့ညီတွေကိုသိမ့်တယ်ဒါချိုးနေရာတွေတည်းကတရားရော်တာတွေလည်းရှိတယ် ဓာရီကဥပဒေကိုကြော်လွန်ပြီးတော့လှုပ်ချင်းသည်အာနာရှင်ဒီဘက်ဥပဒေဒါကြောင့်ဘုန်းကြီးကဒီအဖိုးရကိုမထောက်ခံနိုင်ဘူးဘာသာသာသနာကိုပေါ်ကားတယ်ယခုဥရသူတို့ခလို့ယူခြင်းတင်းနဲ့လေးပေါ်တဲ့ပုံမှန်နိုင်ငံတော်သစ္စာဖောင်းနိုင်ငံတော်သစ္စာဖောင်းတို့ကမဟုတ်ဘူးနိုင်ငံတော်အတင်းတိုင်းမင်းပုဂ္ဂိုလ်ညီလံလို့ကြားတယ်အဲ့လိုမိမိအဖိုးရမဖြစ်ခင်ကတိုင်းဒီကတော့ဝိပန်းပါပဲတိုက်ခိုက်ပါပဲဒါမျိုးဒီမိုကရေစီပန်တော့ပန်ထားနဲ့မညီဘူးလက်လက်ပါပြောဖို့ခွင့် 你那发一大罐，你那说，一大千块钱出来，比毛个的翻动翻产嘞哈！那一都要拿过来，人家心里，人家讲，工业的工业股，没他看呢啦，晓得。